ကျွန်မဒီနေ့ဖတ်ပြပေးမယ့်ဝတ္ထုလေးကတော့စာရေးဆရာမမေစုရေးသားထားတဲ့အချစ်ဦးရဲ့ချင်းချက်ကလေးဆိုတဲ့ဝတ္ထုလေးပဲဖြစ်ပါရဲ့ရှင်။ကျွန်မမေအပ်ပါအချစ်ဦးရဲ့ချင်းချက်ကလေးအပိုင်း24မောင်ရေမိနဲ့မောင်ချစ်နေကြတဲ့အကြောင်းမမေသိသွားပြီ။ငငယ်ရေကမောင်ကြောင့်အစင်တိအကြောင်းသိဆိုပြီး အောင်ချစ်တဲ့သဘောကြတဲ့မိမိဟာမောင်နဲ့မိကိုသဘောတူမှာပဲလို့ထင်ခဲ့မိတာမိအမှားပါပဲမိတို့ကြောင့်စသည်ရဲ့နေရမိကိုမောင်နဲ့ကိကင်းရှင်းရှင်းနေဖို့မိဝဝင်းတောက်နေရဲ့အချစ်ကြီးနဲ့ဆူရယ်မိမိကိုဒီလိုပုံစံကြီးနဲ့တခါမှမတွေ့ဘူးလို့မိမှကြောက်လိုက်ရတာမိဘလို့ဆက်လို့ရမလဲမောင်ရဲ့ မိတငယ်ချင်းတန်းလိုက်ဝင်ရလဲမိဟူသဘောကြလို့ဖေဖေကတစ်ဆင့်နားဖောက်ခိုင်းနေရဲ့အချိန်တန်ရင်ဖေဖေနဲ့မမေကမိဟူသူနဲ့ပဲကြောင်းလန်းပြီးမှာတဲ့မိစိတ်ညစ်လိုက်တာမောင်နဲ့ဝေးပြီးမိနေနိုင်မယ်မထင်ဘူးမောင်လည်းလွမ်းလာပြီးမိတို့ထွက်ပြေးကြမလားရဲ့မောင်မိစီအလူကတစ်ဆင့်စပြန်ပါဒီမိကအလူမတစ်ဆင့် ဒေါ်တော်မြတ်တို့အိမ်တို့ဟင်းသွားပေးခိုင်းစဉ်မိရှင်ကစာထည့်ပေးလိုက်ခြင်းဖြစ်သည် အာလူကထိုအိမ်မှပြန်ရရောက်ခြင်းကျွန်တော်ထံစာခောက်လေးကိုကွယ်ဝဲရေးထိုးပေးရှာသည်ဒေါ်တော်မြတ်ငါနဲ့မိရှင်ကဘာလို့တလောက်ခက်ခါသေးသေးသဘောမတူနိုင်ဖြစ်နေရတာလဲညီးဘလို့ထင်လဲအာလူတိုင်းမေရင်ဖွင့်စရာလူမရှိမိအတူတူ ညီမဖြစ်သူကိုပဲကျွန်တော်ဆွဲခေါ်၍တိုင်တယ်ပြောဆိုပြီးမိမိအဖြစ်ကိုခံပြင်းနေမိ၏။တီမီတို့ညီမသုံးယောက်စလုံးကစားရကြီးပဲဆိုတဲ့ပုံစံမျိုးကိုကိုမမေကြီးကြီးတီတာဆိုရင်ယောက်ျားသေးပြီးအရွယ်ရောက်လာတော့မဲတားမျက်နှာကိုတော့မထောက်ပဲနောက်ယောက်ျားယူရဲ။ငါမမေကြတော့လေယောက်ျားတော့မသေးသေးပဲအရှင်လက်လက်ကြီးကွာရှင်းလိုက်ပြီးဒါယောက်ျားယူတယ်ဗောဟဲ့ဒီမေးဆိုရင်ဥတော်မင်းမရပြီးရအောင် စီးမရှိဘူးမရှိဆက်သွယ်ခဲ့တဲ့လူမျိုးအဲ့တော့လူမအမျိုးလိုက်တယ်ပေါ့ကိုကိုကလည်းဒီပုတ်ထဲကထွက်တဲ့ဒီပဲပဲဖြစ်မှာဆိုတာမျိုး ပြီးတော့သူတို့သဘောတူထားတဲ့ကိုတန်းလန်ဝင်ကဆွေရှိမျိုးရှိပတ်စံရှိရယ်လေအဲ့ဖွားကြီးကကိုကိုနဲ့ဘယ်လိုလုပ်ကြည့်ပြနိုင်မှာလဲညီ ਊ အဲ့လိုဘသူကပြောလိုက်တာလဲမမမိရှင်ပြန်ပြောပြတာတော့အခုငါပြောသလိုစင်တူတဲ့အတိတ်ပဲကိုကိုရဲ့ ကိုကိုစိတ်မကောင်းဖြစ်မှဆိုလို့ပြန်မပြောဖို့တော့ပြောတယ်။ငါစိတ်တုံလုံးလို့ပြောရတာ။မမမရွှင်ရတော့ကိုကိုကိုယုံနေ။ကိုကိုကိုဒီလိုမှုချိုးမြှချိုးပြောတာကြတော့သူ့အမေကိုစိတ်တုံနေတာပေါ့လေ။ဟမ်ကိုကိုတို့လည်းရောက်ခူးပြင်းခူးပြေး။အေးခူးမပြေးရင်တော့ဒီတသက်အဲ့အဖွားကြီးကသဘောတူမဲ့ပုံမမြင်ဘူး။အလူစကားကြောင့်ကျွန်တော်ရင်လေးစွာတက်ပြင်းချမီလျက်ဒါဖြစ်သွားပါသည်။နောက်တော်တော်များဤရေရင်တီတီမှတ်ချက်များကို ပြန်စင်းစားမိသောအခါတွင်ဒေါသများထွက်၍အသားများပင် တုန်ချင်လာပါ၏။ဒီအချိန်မိရှင်ကိုခိုးပြေးမည်ဆိုပါကမိရှင်မှာကြောင်းလင်းမပြီ။ပညာရေးတဝက်တစ်ပြည့်ကြီးဖြင့်ကျွန်တော်နှင့်အတူတူတုံညာကစရမည်ဖြစ်သောကြောင့်ဒုက္ခနှင့်လှလာကြုံရမည်မှမလွဲ။ကျွန်တော်ကြောင့်မိရှင်ကိုဒုက္ခရောက်ရမည်အဖြစ်မိဘဤဖြစ်ပေမှုခံရမည်အဖြစ်မျိုးမရောက်စေချင်ပါ။ ဒေါ်တော်မြသဘောမတူရင်လည်းသဘောမတူစရာပဲကျွန်တော်မှာချက်ချင်းမတ်တပ်အိမ်အောင်တစ်ခုတီထောင်ဆိုလေလက်လက်ခုဆုပ်ပပါပဲအိုးဖူကံရမိအဖြစ်ဘာဆိုဘာမြအစင်သင်မဖြစ်သေးချေဆယ်ကျော်တက်အရွယ်ပြပြီးဘာကိုမှအလေးနဲ့မတွေးပဲရေရှည်အတွက်မစင်စားပဲယူယူမမိုင်မိရှင်ကိုခိုးပြေးလိုက်ချင်ပါသည်ထို့သောဆိုလေတေချာပဒုက္ခရောက်ရမည် ကျွန်တော်မိရှင်နဲ့အတူထွက်ပြေးရမည်လားထွက်မပြေးဘဲမိရှင်ကိုစွန့်လွှတ်လိုက်ရမည်လားဆိုသောဆုံးဖြတ်ချက်ကိုလွယ်လွယ်မချမှတ်နိုင်ခဲ့ပါတညလုံးစဉ်စားခန့်ဖွင့်ရင်မိုးလင်းခဲ့ရပါသည်တေချာသည်ကတော့ကျွန်တော်မသိစိတ်ထဲကဲဝတ်နေသည့်ငွေကြေးပြစ်စုံချမ်းသာခြင်းသောမခန့်ခြင်းစိတ်တို့ယုံကြွာလာခဲ့ပါ၏ငွေရှိလေမကောင်းဝိုင်းပြောနေသောပါးစပ်ပေါက်များအား ငွေနှင့်ပြက်ပေါက်၍ပိတ်နိုင်ကြောင်းဦးတော်၏အမိကတတ်သိပြခဲ့သည်မဟုတ်ပါလားကျွန်တော်ရင်သာငွေအင်အားပြည့်စုံပါကမေမေနောက်ထပ်ယောက်ျား၁၀ယောက်ယူလင်ပင်တော်များကအထင်သေးပြီးဒီပုတ်ထဲကဒီပဲပဲဟုပြောမိမဟုတ်ပေနောက်ဆုံးတွင်ဆုံးဖြတ်ချက်တစ်ခုခိုင်မာစွာချ၍စာရဆောင်ကောက်ရည်ပြီးစာအိတ်တွေထဲကအသေးပိတ်လိုက်တော့သည်ဒီကြားရဲ့ မိွှယ်နဲ့တွေ့လို့တွေ့ညာစောင့်ကြည့်ပြပါသေးသည်ထို့သော အခွင့်မသားခဲ့ချေမေရေမောင်ဆုံးဖြတ်ချက်တစ်ခုကိုတည်တည်ချာချာချပြီးအာလုံးနဲ့ဝေးရအောင်ထွက်သွားလိုက်ပြီးမောင်ဟာငွေတွေအများကြီးပိုင်ဆိုင်ပြီးအချိန်နဲ့အနေနဲ့ပြန်လာတဲ့ဇက်လိုက်တွေကိုတိတ်တဘောကြတာအဲ့ဒီလိုဇက်လိုက်တယောက်ဖြစ်ဖို့ထွက်သွားရတာမို့အပြစ်မမြင်စေချင်ပါဘူးတန်းလိုက်ဝင်းနဲ့ကြောင်းလန်းမှုကိစ္စကို မေအချိန်ရတန်သမျှရအောင်ဆွဲထားပေးပါ။မောင်မေစီပြန်လာမယ့်အချိန်ကိုစောင့်နေပေးပါ။မောင်ကိုပဲလက်ထပ်ပါ။ဒီအချိန်မေကိုမောင်ခိုးပြေးလိုက်ရင်နှစ်ယောက်လုံးမီးပုံနဲ့ခုန်ဆင်းရမယ့်အဖြစ်မျိုးဖြစ်ရမှာမို့ဒီလိုဆုံးဖြတ်ခဲ့ရင်မောင်ကိုနားလည်ပေးပါ။မေကိုခိုးပြေးပြီးတော်တော်များအပြစ်တင်အထင်သေးရှုတ်ချမဲ့တတွေ့ခွက်တဲ့မောင်နဲ့မမခံနိုင်တာမောင်မာနာပဲမို့မောင်ခွန်လို့ပါ။ မောင်ဒီလိုထွက်လာရတာလဲမိနဲ့မောင်ရဲ့အနာဂတ်တွေဆိုတာကိုမမေ့ပါနဲ့မိကိုအမြဲချစ်နေမယ်မောင်အလူညီဟိုဘက်အိမ်ကိုသွားဖြစ်လို့ကြုံရင်ပဲဖြစ်ဖြစ်မကြုံကြုံအောင်လုပ်ပြီးပဲဖြစ်ဖြစ်မိရွှင်လက်ထဲကိုစားထဲလိုက်နော်ငါစိတ်ချမယ်ကျွန်တော်အိမ်မှထွက်ပြေးသည့်နေ့မှာပဲအလူမတစ်ဆင့်မိရွှင်စီထိုစားလေးကိုပို့ပေးရန်ခိုင်းလိုက်တော်သည် ျွန်တော်အိမ်ကထွက်ပြေးမိကိုမိသူမှမယိမ့်မိကြပါအာလူလက်ထဲသို့စာထက်စင်ကလည်းအာလူမရင်မိခဲ့ပါမတော်မီ၃လရက်လောက်ကတည်းကမြင်းစုံဝင်းရန်ကုန်သို့ចောင်းသွားမတက်မီကပေးထားခဲ့သော ဖုန်းနံပါတ်နှင့်လိပ်စာကို ပြန်ရှာပါ၏ဖုန်းနံပါတ်ကိုရှာတွေ့သောအခါမြင်းစုံဝင်းထံဖုန်းဆက်၍ကျွန်တော်ရန်ကုန်သို့လာမိအကြောင်းနှင့်ရန်ကုန်ရောက်လင်ကူညီပေးရန်အကြောင်းကြားရသည် ညင်ဆောင်ဝင်းသည် ကျွန်တော်ဘူကြသည်များခံရရှာသောကောင်းလေးဖြစ်ပါ၏ကျွန်တော်လာမိရက်ကိုအတိအကျပြန်ပြောရန်ညရထားစည်းလာရန် မနေ့ယထာဆိုင်၏အချိန်တွင်သူလာကြိုပေးမိကြောင်းကြိုတင်ချိန်ထားကြပါသည်သွားမိနေ့ကိုဆုံးဖြတ်ပြီးချိန်မှစ၍မြို့ရဲတစ်ခါထွက်လေအဝတ်အစားများကိုတစုံချင်းနှစုံချင်းခွဲတယ်၍ထိုင်နေကြဂိမ်းဆိုင်တွင်အပ်ထားရသည် ။သွားမိမနဲ့မှညထွက်မိလျထားလက်မှတ်သွားဝယ်လိုက်ပါ၏။ထွက်သွားရန်အဆတ်ဆအရရာအစင်သည့်ဖြစ်နေချိန်မှာဒီမိတိတ်တာတဲ့ချိလုံကြီးခေါက်များကြကားအဝေးတင်ဒုတိယနှစ်တက်ရန်ဒီမိဆုထားပြီးတော့ပတ်စံများကိုယူလာခဲ့ပါသည်။ထိုလုံးကြီးခောက်ကြားရဲမူလရှိနေသောပစံအရွက်များစွာစာလေးတစ်စောင်ကိုကျွန်တော်ညှက်ခဲ့ပါသည်။ဒီမေတို့အိမ်ကကျွန်တော်ထွက်ပြေးသွားပြီဆိုလေ မိမိလည်းကျွန်တော်အတွက်လစဉ်မုတ်ဖို့ပို့ပေးခြင်းအလူလျောက်ရက်သွားပါလိမ့်မည်။ညစာထမင်းစားပြီးချိန်တွင်မြုပ်ထဲသို့ထွက်လာရန်ပြင်ဆင်ရပါ၏။ဒီမေတာဘောလုံးပွဲသွားကြည့်ပြီးနောက်ကျမှမို့မြင်းစုံဝင်တို့အိမ်မှာပဲအိပ်မယ်နော်။ဒီမေကကျွန်တော်တငယ်ချင်းဆိုလေမိရွှင်းနဲ့ငကြော်ကိုပဲဆက်ရင်းသွင်း၏။သူ့မညံထဲတွင် မြင်းစုံဝင်ကိုလည်းမသိ။မြင်းစုံဝင်ပြင်မနာတွင်ရှိမနေကြောင်းဆိုလင်သာ၍ပင်မသိပေ။ သူသည်ဆယ်ရန်အောင်မီကလေးကရန်ကုန်ရှိအတော်တို့စီရင်သွားနေ၍ကြောင်းတက်နေပြီဖြစ်သည်မပြောချင်ဘူးဆိုသောစကားနှင့်အတူတီမေဤမျက်ဆောင်များရောက်ချလာရုံကလွယ်၍ဘာမျှတန်တရားမဝင်ခဲ့ရှာပါအဖွားကတော့တန်လျားပေါ်တွင်ထိုင်ရင်းပဒီစိတ်နေ၏အဖွားထမင်းမများစားတော့အာလူးနဲ့လည်းပြန်မငင်းနဲ့ဦးအဖွားကအကြပန်းအရွယ်ရောက်နေပြီသိရဲ့လားညဘက်တွင်တီဗီကြားရင်းမကြည့်နဲ့ မပြောချင်လို့ကြည်နေရ။ညောင်ရင်အာလူကိုစီလဲခိုင်းနှိတ်ခိုင်းတိလာ။ဒီကောင်လေးဒီနေ့စကားတွေပေါ်လာချင်လား။ကို့ဖောက်လဲဆရာလာလုံနေ။ခောက်လိုက်ရ။သူအရေးမို့စကားများကိုလည်းဒီမေနဲ့အဖွားမခက်မန်းနိုင်ခဲ့ပါ။ခက်မန်းနိုင်ခဲ့ရင်လဲကျွန်တော်ကိုဘောလုံးပွဲသွားကြည့်ချေဟုပင်ပေးလို့မီမဟုတ်ပေ။ကျွန်တော်စပိန်မယူခဲ့ပဲမြို့ရဲသူလမ်းလျှောက်၍သာထွက်လာသည် ည၈နာရီလောက်ကတည်းကဂိမ်းဆိုင်အိမ်တွင်ထိုင်နေ၍ယထာစီရမိအချိန်ကိုဆောက်ရသည်ည၁၀နာရီကျော်သောအခါပြင်မနာဘူရာတို့ဂိမ်းဆိုင်ကအကူကြီးကလိုက်ပို့ပါသည်ထွက်သွားခါနီးမှာ အဖွာဤပုံရိပ်ဒီမီဤပုံရိပ်များကရုပ်ရှင်ပြကွက်များသဖွယ်ပေါ်လာ၍နောက်ဆန်တင်ရပြန်သည်ဘူရာယုံတို့သွားနေသောလမ်းတွင်အိမ်တို့ဖလက်ပြန်ကြလာခြင်းသော စိတ်များတဖွာဖွာပြန်ပေါ်လိုက် ငွေတွေအများကြီးရှာပြီးလည်းအိမ်ကိုပြန်လာရမှာပဲဒီမီတို့ကိုပြန်တွေ့ရမှာပဲဟုစိတ်ဖြေလိုက်နဲ့နောက်ပြန်လှည့်ချင်စိတ်အားအတင်းချိုးနှိမ်ခဲ့ရပါသည်။နောက်ရန်ကုန်ရောက်ပြီးဆိုလျင်မိရွှင်ကို လွမ်းနေရတော့မီထိုအချိန်ကမိရွှင်အားတသက်လုံးလွမ်းနေရမည်ဟုသာကြိုတည်ခဲ့ပါလေ။တယောက်တည်းထွက်မလာခဲ့ပဲချစ်ရသူလက်ကိုဆွဲ၍သာထွက်ပြေးခဲ့ပါသည်။ ဆယ်ကျော်တက်အရွယ်ပြီးပြီးနှလုံးသားနွံ့နွံ့လေးများဖြင့်ယူယူမမိုက်လောက်ရများမလုတ်ခဲ့ရကောင်းလားဟုသောနောင်တသည်ကျွန်တော်အတွက်တော့နောက်ကျလာပါ၏ဂျင်နာဘူရာမှာဆထွက်သောယူယူယထာကိုစီးရင်ကျွန်တော်ဘဝအတွက်ပထမဦးဆုံးခရီးကိုစနိုင်ခဲ့ရပါသည်တတောက်တတောက်မဖြစ်သောယထာတဲ့တွင်စိတ်ပင်ပန်းနေတော်လဲတညလုံးအိတ်သွားခဲ့ပါ၏အိမ်မက်ထဲတွင် ကြောက်ကံမာမာခြေကြော်ကြသည်မှာအကြိမ်ကြိမ်အခါခါအိမ်မက်မထိတ်၍လက်နိုးသည့်အခါတိုင်းယထာပိန်တန်ဆူညံတန်များနှင့်အမောင်ထုကိုသာတွေ့ရပါသည်ပင်မန်းနေသောကြောင့်ဆက်လက်ကြိတ်မြင့်ရင်အိတ်လိုက်ပါလာခဲ့ပါသည်မနှက်ဆင်ဆင်လင်းနေပြီဖြစ်သော9နာရီကြာကြာ6နာရီခန့်တွင်ရန်ကုန်ပူရာကြီးသို့ဆိုက်ရောက်လာပါသည်မြင့်စုံဝင်းကသူကတိအတိုင်းကြိုးစား၍ ကျွန်ုပ်ကိုလာကြိုရှာပါ၏တခါမှမရောက်ဖူးခဲ့သောမကျွမ်းကျင်သောနယ်မြေအစိမ်းကြီးတစ်ခုတွင်ရင်းနှီးခဲ့ရသောကုညီပေးမိလူတယောက်အခန့်ရှိနေသောကြောင့်ကျွန်တော်အတွက်အာမငယ်ရပါပြင်စုံဝင်သည်ပဇွန်တောင်ခုနှစ်ရက်ွယ်လိတ်ကံလမ်းတွင်နေထိုင်ပါသည်ပဇွန်တောင်သည်ရန်ကုန်ဘူရာကြီးနှင့်နေပါသည်ဘူရာကြီးမှထွက်၍ပန်စိုရန် ပန်းစိုးရမ်းမပစုံတောင်တို့လမ်းလျှောက်သွားလင်းပင်ရပါသည်အထုပ်အပူအများကြီးဖြင့်တက္ကစီငှားစီးပါကပစုံတောင်တို့ကိုယ်ပတ်ပို့တော်ကြောင့်ပစံအများကြီးပေးရပါသည်ကျွန်တော်ကကျောပူအိတ်အကြီးသလုံးသာပါတော်ကြောင့်မြင့်စုံဝင်နှင့်အတူတူလမ်းလျှောက်လာကြပါသည်ပစုံတောင်တွင်နေထိုင်စရာအဆောင်မပေါ်များသေးတော်ကြောင့်မြင့်စုံဝင်နှင့်သာအတူလိုက်နေဖြစ်သည်မြင့်စုံဝင်အတော်ဤတိုက်ခံသည်လူမနေပဲလွတ်နေသည် ထိုတိုက်ခန်းတွင်မြင့်စုံဝင်းနှင့်မြင့်စုံဝင်း၏အကိုတဝန်းခွဲတယောက်တို့အတွက်ကြောင်းတဲ့ရင် အလွတ်လုရင်တိုက်ခန်းလဲထိမ့်သိမ့်စီရန်ပေးနေထားခြင်းဖြစ်သည်မြင့်စုံဝင်း၏အကူအညီဖြင့်ကျွန်တော်သည်လည်း၎င်းတို့နှင့်အတူတူစုနေဖြစ်ပါသည်အဆောက်အဦးသည်၆လွာရှိပြီးကျွန်တော်တို့သည်၅လွာတွင်နေရသည်ဓာတ်လီကားမရှိပဲရူးရူးလီကားနှင့်အပေါ်သို့တက်ရသောကြောင့်ခြေထောက်အလွန်ညောင်းပါသည် တိုက်ခန်းတွင်အိတ်ခန်းနှခန်းနှင့်စတူခန်းရှိပါသည်ဧည့်ခန်းနှင့်မိဖို့ခန်းလည်းရှိသည်ရေချိုးခန်းနှင့်အိမ်သာကိုတခန်းစီခွဲထားသည်မြင့်စွာဝင်းတို့ကစတူခန်းပြုလုပ်ရန်စီစဉ်ထားသော ပတင်းပေါက်တစ်ခုပါသော အခန်းအလွတ်ကျဲတစ်ခုတွင် ကျွန်တော်နေရန်စီစဉ်ပေးသည်ကျွန်တော်နေသောနေရာသည်ရွှေဘုံပွင့်ဖျားနှင့်နေသောကြောင့်ညနေဘက်တွင် စိတ်ပြေလက်ပြောက်အေးအေးဆေးဆေးဖျားသွားဖူးလိုက်သည် ြင်းစုံဝင်းကရန်ကုန်အရှိပိုင်းတက္ကသိုလ်တွင်ဘူမိဗေဒမေချာယူ၍ဒေတန်နေသည်မြင်းစုံဝင်းအကိုဝမ်းခွဲကိုမျက်မှောင်က ကုမ္ပဏီတစ်ခုတွင်အလုံးလုံးနေသည်ကိုမျက်မှောင်ကမြင်းချံကဟူတရား၏အညာသားဖြစ်သောကြောင့်အသားညညူသဘောမနှောကောင်း၍ပေါင်းရတင်ရကောင်းလာသည်နောက်ပိုင်းကိုမျက်မှောင်နှင့်ရင်းနှီးလာသောအခါကိုအညာသားဟူသာနှုတ်ချိုးခေါ်ပါတော့သည် ကိုမျက်မှောင်သည်ကျွန်တော်ကိုဒုက္ခတွေတယောက်ကဲ့သို့တဘောထားသည်ထင်ပါ၏မင်းအလုံးမရသေးခင်စကြထမင်းတယောက်စာတော့ငါစိုက်ကျွေးနိုင်ပါတယ်ငါညီရဲ့အေးစေးထိုကဲ့သို့ကျွန်တော်အားလူလူလားလားကြိုဆိုသည့်အပြင်အလုံးများပါကူရှာပေးသေးသည်သို့တော်လဲရန်ကုန်ရောက်ပြီးတလကြသည့်အထိကျွန်တော်အလုံးမရနိုင်သေးပါ။မင်းပတ်ဆက်ဝင်ပြီးရမယ်မဟုတ်လား။အလုံးရွေးမနေနဲ့တော့ ငါညီအကြောင်းကလည်းတန်လန်းဘွဲရလည်းမဟုတ်တော့ကုမ္ပဏီတွေဘာတွေလိုက်လျှောက်လဲအပိုးပဲမင်းဖောင်မှုနဲ့ပဲမွေးတော့မှာရရအလိုလျှောက်ကွာကိုမြတ်မောင်အကြံပေးမှုဖြင့်ဘူတထောင်ပန်းစူရန်လာတာမြို့နယ်များရှိကွန်ပျူတာစာစီစာရိုက်ဆိုင်များမုတ်ဆိုင်များစားတောက်ဆိုင်များ TV လက်စစ်ပြင်ဆိုင်များတို့တဆိုင်ဝင်တဆိုင်ထွက်ခြေတူအောင်လမ်းလျှောက်၍အလုံးလိုက်လျှောက်ပါသည်ညနေတိုက်ခန်းသူပြန်ရောက်လင်လှေကားများကိုတက်ရသောကြောင့် ငကိုကလေးကမောနေသည့်သူအတွက်ပူ၍ပင်ဟိုက်စေ၏ညဆိုလင်ခြေရောက်များသာမကတကူလုံးကြိုက်ခဲနေတတ်ပါသည်လူငယ်တယောက်အတွက်ငွေရင်းအများကြီးရှာမီဟူသောစိတ်ကူးရင်အိမ်မက်ကို အကောင်အထည်ဖော်ရန်မှာလက်တွေ့ဝင်ခက်ခဲလာပါသည်အခန့်ချင်းစိတ်ဖြင့်အိမ်ကထွက်လာစဉ်ကတော့မန်အပြစ်ဖြစ်ဖြစ်တော်လဲတကယ်တကယ်ရန်ကုန်မြို့ကြီးတွင် အလုပ်လေးတစ်ခုရဖို့ပင်မလွယ်ကူသောအခြေအနေကြောင့် ျွန်တော်လက်လျှော့ချင်ပြီးပြန်သည်ညအိယာဝင်ချိန်တိုင်းအခန်းထဲရှိ ပတင်းပေါက်ကမှန်ကို အတိတ်ပဲမဲ့စွာငေးရီကြည်လျဲအိမ်ကိုလွှဲရပါသည်အဖွားနေတီမီသည်ပြင်မနာရှိမြင့်စုံဝင်ဤအမိထံကျွန်တော်အကြောင်းများလာစုံစမ်းကြောင်းမြင့်စုံဝင်အမိကမြင့်စုံဝင်စီဖုန်းလန်းဆက်တော့အခါမြင့်စုံဝင်ကလည်းသူ့အိမ်ကို ကျွန်တော်သူ့စီမလာကြောင်းငင်းလိုက်တော့ကြောင်းဒီမေတို့လက်လျှော့ပြန်သွားကြောင်းသိရသည် အချိန်တန်လဲငွေအများကြီးရှာ၍ကျွန်တော်ပြန်လာပြီးရဲတိုင်ပြီးလက်မရှာပါနဲ့ဟုစာချန်ထားပါလျက်နဲ့တီမီတို့လိုက်ရှာနေကြသည်ဤတို့ဤပုံဆိုလဲမမေ့ကိုလဲအကြောင်းကြားလိုက်ပြီးဖြစ်မည်ဟုလဲတွက်ဆမိပါသည်မိမိကိုကိုစိန်ခေါ်၍ထွက်အလာကြီးထွက်လာပြီးမှလက်ပလာနဲ့အရှုံးသမားအဖြစ်ပြန်သွားလင်ဒေါ်တော်မြတ်ဤအထင်သေးလဲခံရအောင်မိမိွှဲနဲ့လဲဝေးတဲ့ထဲဝေးဖို့ပဲရှိသည် မိရှင်နဲ့နီးစောက်ဖို့အရေးသည် ကျွန်တော်ပေါ်ရင်သာမူတည်နေ၏မိရှင်စောင့်နိုင်ခြင်းမစောင့်နိုင်ခြင်းပေါ်ရင်လည်းမူတည်နေပြန်ပါသည်ဘာပဲဖြစ်ဖြစ် ကျွန်တော်ကောင်းမိထင်၍ရွေးချယ်ခဲ့သည့်လမ်းကို ဆုံးအောင်လို့ရှောက်ရမည်ထို့စဉ်ဧကန်တွင်ရှိနေသည့်ကိုမျက်မှောင်ဖွင့်ထားသောတခြင်းကိုနားထောင်လိုက်ရသောကြောင့်ကျွန်တော်ကိုကျွန်တော်ပြန်မြင်ရောက်မိရင်မျက်ရည်များပင်ဝဲလာရပါတော့သည်အလုံးကျေးဇူးများတင်ပါတယ်ရှင် စိတ်အချမ်းသာခြင်းကိုယ်အချမ်းမှခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်။